စီစဉ်ရတေးမြွနယ်တုံဆံမြတ်ကြီးပါဇေယသုခကျောင်းတော်ကြီးဗောဓိတရကျောင်းဆောင်နေရွှေလူဓမ္မယုံစသောသာသမိကစာအုပ်များနှင့်ဝေယဝဆပစ္စည်းများသူရန်ထားသောအလူရှင်များစင်းကိုဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ဒီနေရာမှာအချင်းကုန်ငဲညာသောအဖြစ် က်သိန်း30နဲ့အထက်လူရှင်များကိုသာ အမည်နဲ့တကွကြီးညာ၍ကျက်သိန်း30အောက်လူရှင်များကိုစုပေါင်းအလူရှင်များထဲမှထည့်သွင်းကြီးညာမှာဖြစ်ကြောင်းအတိပေးရပါတယ်။အချင်းလိုလားမှုမရှိသည့်အတွက်ကုလုံကြီးညာသည်ကို နားလည်ပြီးပါရန်လေမြစ်တန်ရက်ခံပန်ကြအပ်ပါတယ်။တရဝိညာဉ်ဤမှာသံဃာတော်များက နဝကမ္မအလှူတော်ငွေ730နှစ်သင်္ကန်းထီးဖနှက်ခြုံတယ်များလှူဒန်းပါတယ်နှစ်ဇေယဒုက္ခတုံဆရာတော်ကကျောင်းတော်ကြီးနှစ်ရွှေရတုဓမ္မယုံစသောသာသနိကအစဝုအတွေ့နဝကမ္မ730လှူဒန်းပါတယ်သော ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ချွေဖုံးရိပ်ပရိယတ်တိစာသင်တိုက်ဗရဏနာယကဆရာတော်ဗဒ္ဒန္တအရှင်ရွာစိန်တားမှကျေးဇူးရှင်များအားရည်မှန်း၍နဝကမ္မကျက်သိန်း30လှူဒန်းပါれ။လီဇေယဒုက္ခတုံချောင်းတော်ကြီးဤဖျားเจ้าဆောင်လှူရှင်တည်မြို့နယ်တုံဆံမြကြီးရွာဥတည်သောဒေါ်ကြမိမိသားစု ဥတင်အောင်တော်မြတ်ကျွေမိသားစုဥလုံးရွှေဒေါ်သိန်းသမိသားစုဥတောင်းမြင့်ဒေါ်မြင့်မိသားစုဥဝေကေဒေါ်ကြီးကြီးမိသားစုဥတာတာဒေါ်ငယ်ငယ်မိသားစုတို့မှာကျက်သိန်း250နှင့်ယခုရည်စဲချပွဲအတွက်ကျက်သိန်း50လှူဒန်းပူဇော်ပါれငါရွှေရတုဓမ္မယုတ်ဤဖျားเจ้าဆောင်အလှူရှင်တရမြို့ကုံတယ်လန်းနေ ဦးစန်းအောင်တို့မြတ်မြတ်မူသိဒ္ဓိပရိက္ခာနဲ့စတုံမိသားစုမှာကျက်သိန်း130ဖြင့်ယခုရေစဲချအလှူတော်မင်္ဂလာခန္ဓာအတွင်ကျက်သိန်း90လှူဒန်းပူဇော်ပါれ6ဇေယဒုက္ခကြောင်းတော်ကြီးနှင့်ရွှေရတုဓမ္မယုံမတ္တီလူရှင် ပလုမြို့နီဥကြော်တော်နီမိသားစုတို့ကကျက်သိန်း150ဖြင့် ယခုရည်သေးကြအလူတော်အတွက်ပေါ်ဆန်းမွေးဆန်စေအိပဲစီအချင်းတရားဆရာတော်သံဃာတော်ပိတ္တံဃာများအတွက်ထုံငယ်များလှူဒန်းပါれခင်းလျာပစ္စည်းများနဲ့အတူဘလို့အရှူရောင်ဖွဲမှပန်းစီ၅သိန်းကိုလည်းစက္ကပ်လှူဒန်းပူဇော်ပါれခွန်ရေကုန်တိုင်းဒေသကြီးစမ်းကြောင်းမြို့နေကျေးဇူးရှင်မိဘနှစ်ပါးအမှုထား၍ဦးနေလင်းထွန်းမိသားစု တသိန်းတရာနှင်ပဲစီများခင်းလျာပစ္စည်းများလှူဒန်းပူဇော်ပါတယ်ရှစ်ဘောရိတရကျောင်းဆောင်လူရှင် ကမ္မမြို့နေဥအောင်ရွှေဒေါကုတ်ကြည်မိသားစုတို့မှဘီလက်မြေအိတ်တရာပါဝင်ကျက်သိန်း80လှူဒန်းပူဇော်ပါတယ်ကိုသေးမြို့နယ်တုံဆံမြကျေးရွာနေနှစ်ဖက်သောမိဘများအားအမှုထား၍ ဥဇော်မင်းလွေမန္တနာဖြူမိသားစုတို့ကကျက်သိန်း80လူတန်းပူဇော်ပါတယ်30တင်းမြုပ်မြတ်ပါရမီ လူမှုကူညီရေးအသင်းကကျက်ငွေ35သိန်းလူတန်းပူဇော်ပါတယ်17ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နေနှစ်ဖက်သောမိဘများအားမှုထား၍ဦးသိန်းစိုးဒေါ်စန္ဒာမိသားစုကကျက်သိန်း30လူတန်းပူဇော်ပါတယ်စနစ် တရေမြို့နေတုံဆံမြတ်ကြီးရွာမိဘများမှုထား၍ဥတန်းစုမှကျက်သိန်း30လှူဒန်းပူဇော်ပါရယ်73တရေမြို့နယ်အုပ်ဖို့ကြီးရွာနေဒေါ်တန်းကြီးနှင့်သာသမီမြေတစုမှကျက်သိန်း30လှူဒန်းပူဇော်ပါရယ်74တရေမြို့နယ်တုံဆံမြတ်ကြီးရွာတက္ကະဒကမအပေါင်းတို့ကအလှူတော်ငွေကျပ်3210 ကြက်သိန်းပေါင်း3210နှစ်ယခုရေစဲခြာပွဲအတွက်ကြက်သိန်း452တိန်လှူဒန်းကြပါတယ်။ပြန်လည်တင်ပြပေးပါမယ်။တရဲမြို့နယ်တုံဆန်မြတ်ကြီးရွာတက္ကသမအပေါင်းတို့ကအလူတော်ငွေကြက်သိန်း3210နှစ်ယခုရေစဲခြာပွဲအတွက်ကြက်သိန်း452တိန်လှူဒန်းပူဇော်ပါတယ်။15မိဘေးသိစဉ် ရဲဝဲရဲနီးမှာစေနာရှင်လူရှင်များကကျက်သိန်း480နှင့်စောင်းချလောင်းကောင်းအောင်တို့တို့ကိုပကံစသည်များကိုလှူဒန်းပါတယ်ခမန်းငွေတန်မိုး3ဝကျက်3ဝ3ကျက်သိန်း330ခန့်ရှိပါတယ်ဒီနေ့လူတော်ကြီးမှာစုစုပေါင်းရေစစ်ချအလှူဝဲအပါဝင်ကျက်သိန်းပေါင်း9838သိန်းလှူဒန်းပူဇော်ပါကြောင်း ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်မှယံလေးစားစွာတင်ပြအပ်ပါれသာဓုသာဓုသာဓုဆက်လက်၍အစီအစဉ်ရတုံဆံမြတ်ကြည်ပါအုပ်စုအထုရေမှုကကျေးဇူးတင်စကားပြန်ပြောကြမှာဖြစ်တဲ့အတွက်အုပ်စုအထုရေမှုဥကြုံနိုင်ဟွာ ကျေးဇူးတင်မှာစကားပြန်လဲပြောကြပြီးပါရန်လေးစားစွာပန်ကြအပ်ပါရယ်ယနေ့ယဝေမှာကြွားရောက်လာတော်ဆရာတော်တန်ဃာတော်ရှင်သူမြတ်များကိုပရမဥစွာလူသေးလေးမြတ်တပည့်တော်ဥဒ္ဓတ်ပါသည်ရှင်မြာတကောင်းတော့ယနေ့ယဝေမှာကြွားရောက်လာကြတော်အပိတ္တပေါင်းနဲ့ ကြည်ရသူရတာပေါ့စိတ်ကြမ်းမှချင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့ခြေသူတင်စကားပြောတဲ့နေရာမှာကျွန်တော်အနေချင်းလေးပြောပြရစီကျွန်တော်တို့ကြောင့်ကြီးမိခဆလောင်သွားတဲ့နေ့ကစပြီးတော့ကျွန်တော်တို့ရွာသူရွာသားများ အားလုံးဆရာတော်နဲ့တကွာစိတ်သက်အင်းအားတွေအားလုံးမိမ့်နိုင်ပြီးတော့ကြာဆင်းခဲ့ရတဲ့အချိန်ဖြစ်ပါတယ်။ဒါဝဘဲအချိန်လိုတွင်မှာကျွန်တော်တို့ရဲ့ဆရာတော်ရဲ့ဥဆောင်လက်မြတ်မှုနဲ့အတမှုကျွန်တော်တို့ရဲ့ကြီးရွာကိုချက်ချင်းပဲစီဝေခေါ်ခေါ်ဆောင်ပြီးတော့ ျွန်တော်တို့ချက်ချင်းစီစဉ်ခဲ့ပါတယ်ဒီချိန်စီစဉ်တာမှာကျွန်တော်တို့ဆရာဝဲပြောကြခြင်းအရာပြန်လည်၍ရွာသူရွာသားများအားလုံးအတက်ဝန်းသာပြန်၍ဖြစ်မြောက်လာပါတယ်ဒါဘာလဲဆိုတော့ကျွန်တော်တို့အလူထဲမှာကျွန်တော်တို့အလူပေါင်းများစွာကိုလူတိုင်းလူလိုပဲလူခဲ့ကြတာဖြစ်ပါတယ်ကိုတက်နိုင်သလောက်ကြာတောင်ဝင်ကနေလူခဲ့တယ် ခုကျွန်တော်တို့ကအစိုးရရဲ့အကောင်းလို့ပြောရလာအောင်ကျွန်တော်တို့ကြောင်းလူဖို့ဆိုတာကြုံဖို့ကျွန်တော်တို့တစ်သက်မှာတစ်ခါမလွယ်လပါဘူးဒါကြောင့်ကျွန်တော်တို့ရဲ့ဆရာတော်ဘုရားနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကြောင်းလူဝင်ရတာအမတန်မှဟိုဝန္တာပီတိဖြစ်ကြရမယ်ဆိုတဲ့အကြောင်းဆရာတော်ရဲ့ညွှန်ကြားမှုကြောင့်ရွာသူရွာသားများလည်းအယက်အယံကိုပဲအားတက်သွားပါတယ်ဒါကြောင့်မို့လို့ ကျွန်တော်အချိန်တို့တို့မှာယနေ့ရဝေးမှာအပြည့်အစုံအပေါင်းများနဲ့အလူဒါနပြုကြတဲ့ဒါနငွေများအစူးစူးနဲ့အတူကျွန်တော်တို့ခြေရွာမှာလှူဒန်းကြတဲ့ခြေရခြေရွာငွေနဲ့ခြေရွာမှာထောက်ပံ့ကြတဲ့အလူငွေကြီးများနဲ့တကွာဆရာတော်ဤနောက်ဆုံးဥဆောင်လမ်းညွန်မှုကောင်းမှုကြောင့်ကျွန်တော်တို့ကြောင်းကြီးဟာ အမြန်ဆုံးတိုးတက်အောင်မြင်သွားတယ်ဆိုတာမြင့်မြင့်ကိုတွေ့ပါပဲဒါကြောင့်မို့လို့အလုံးသောယန္တိယဝေမှာလူကမ်းကြသောတကားတကားမှများနဲ့ကြည်ရသူကြည်ရသားများအားလုံးကိုစားဆရာတော်ကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းအားလုံးအားလုံးကိုလည်းကျေးဇူးအထူးပင်ကျွန်တော်အနေနဲ့တင်ရှိပါကြောင်းပြောကြားရင်းနဲ့ကျွန်တော်ရဲ့ပြောကြားကဏ္ဍကိုတခန့်ရပါတယ် ဆက်လက်၍အစီအစဉ်ရဆရာတော်ကတော့အရှင်သူမြတ်တို့ဟာလူဝဲဝတ္ထုများစက်ကတ်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာဆရာတော်ကတော့အရှင်သူမြတ်တို့ဟာလူဝဲဝတ္ထုများကိုလှုပ်ခံပြီးရွှေရတုဓမ္မယုံတို့ပြန်လဲကြွလိုက်ပါပြီဖြစ်ကြောင်းဆရာပြီတော့ယူတီလေးမြတ်စွာပင့်လျှောက်အပ်ပါတယ်ခင်ဗျာဆရာတော်ကတော့အရှင်သူမြတ်တို့ဟာလူဝဲပြည့်စုံများ စက္ကန့်လှူဒန်းစဉ်မှာနိုင်ငံတော်တည်ထောင်ရှင်မိသသားစွေကအတူလွဲပြော်တာရုခေါ်ကြွတုဖြင့်သီဆိုပူဇော်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါသည် ရှစ်ချောင်းမှာ 多花心思，日夜滴对。天山雪，我雪呀，独嘿美。我今夜孤单，情深，冰凉。你呀，停留。

từ đó xem nhiều nhà mà nhớ đây về ngủ chỉ ta Yeah. 褒美は oh, chết tình yêu chưa được từ cuối cùng nhau đây em sẽ không em biết anh đã yêu không chỉ là đi ngã sẽ buồn đến chỉ nhau mà xin mà chân về nhà ai thà ra mà nó bỏ lại bên sẽ không em biết anh đã yêu không chỉ là đi ngã sẽ buồn đến chỉ nhau mà

nyati yeah, t ကြောက်လာကြပါသောအပရိသတ်အပေါင်းတို့ခင်ဗျာကြွားကြောက်လာကြပါသောအပရိသတ်အားလုံးတို့ခင်ဗျာအခါလားအစီစဉ်ပြန်လဲရုပ်သိမ်းမှာဖြစ်ပါတယ်မွေတိုင်းဒေသကြီးတရက်ခရိုင်တရက်မြို့တုံစရာဒုက္ခကြောင်းတော်ကြီး၌ဆင်းရဲကျင်းပအောင်မြင်ပြီးစီးအသောဇရာဒုက္ခကြောင်းတော်ကြီးဗောဓိသတ္တကြောင်းဆောင်တော်နှင့်ရွှေရထုဓမ္မယုံ ရေစကြအနုတော်မင်္ဂလာအောင်မွဲခန္ဓာအစီအစဉ်အောင်မြေစွာပြီးမြောက်ပြီးဖြစ်ပါ၍ဤရခန္ဓာကြီးအားအဘိဓိတအားလုံးတို့ဟာလက်အချီမိုးကြလျက်ဗုဒ္ဓသာသနာစိတ္တတိတ်တတို့သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခန္ဓာအစီအစဉ်ရုပ်သိမ်းပေးတော်မူကြပါယံလေးမြတ်စွာပန်ကြားအပ်ပါသည်ခမညာဘုရားသာသနာစိတ္တတိတ်တတို့